ခေါထောင်ကျုံးလူတက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားနှစ်ဦးဘက်ကတတ်သိထွက်ဆိုပေးမဲ့သူတွေအနေနဲ့စိုးရိမ်မှုတွေရှိနေရလို့အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကဒီဇင်ဘာလ16ရက်နေ့ကရန်ကုန်မြို့ Okay Hotel မှာလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးထုချင်းဥပဒေကြံပေးရှင်းနေဦးအောင်မျိုးတန့် စုံစမ်းစစ်ဆေးရေးတာဝန်ခံဦးကျော်တောင်တို့ကတရင်စာရှင်းလင်းမှုပြုလုပ်ခဲ့ပြီးအမှုမှာမြန်မာနိုင်ငံသားဘက်ကထွက်ဆိုပေးမဲ့တပ်တွေရင်းနေနဲ့အမှုထွက်ဆိုရမှာအခက်အခဲတွေရှိနေတယ်လို့ပြောခဲ့ပါတယ်။တပ်တွေထွက်ဆိုပေးမဲ့တပ်တွေတွေဟာသူတို့ရဲ့လုံခြုံရေးအတွက်အစိုးရနေတာကြောင့်ဖြစ်ပါတယ်။လက်ရှိမှာစွပ်စွဲခံနေရသူမြန်မာလူသားနှစ်ဦးဘက်ကတပ်တွေ30လောက်ရှိနေပြီးတနင်္လာရီတိုင်းဒေသကြီးစကိုင်းရခိုင်ပြည်နယ်တို့မှာလည်းစုံစမ်းမှုတွေပြုလုပ်ကတပ်တွေထပ်မံရှာဖွေသွားမယ်လို့သိရပါတယ်။ဒီကိစ္စကြီးအနာရှိသောထိုင်းရဲတပ်ဖွဲ့က အမှုတည်ဆောက်ထားတဲ့ကိစ္စဖြစ်တဲ့အတွက်နံပါတ်1အချိန်ကုန်မယ်နံပါတ်2ငွေကုန်မယ်နံပါတ်3ပြင်ပန်းမယ်အဲ့ဒီဒီမှာကျွန်တော်တို့အထက်ကထုတ်ချနေရတဲ့လူတွေမှာဘေးသို့သောအကာအကွယ်လုံခြုံရေးမှာမရှိဘူးနောက်တစ်ချက်ဆိုတော့ရှင်းနေကြီးအောင်မျိုးတန်းပြောသွားသလိုအလို့သမားတွေဟာဒီဘက်ကိုကြောက်ကြွန်ပြီးတော့ခြောက်တင်းလာတဲ့အလို့သမားတွေအတော်များများရှိတယ်အဲ့ဒီအလို့သမားတွေလည်းကျွန်တော်တို့တချို့လေးတွေ့ပြီးတချို့လေးတွေ့ရဖို့စီစဉ်ထားတာတွေရှိတယ်ဒီလိုသမားတွေဆိုရင်ရှက်ဒီလောလောဆယ်တလတ်တလတ်သုံးလာကြတဲ့အခါမှာသူတို့မှာပါလာတဲ့လောဘကငွေလေးလေးသုံးလို့ဘုံပြီး နောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာစိုးရင်ကြောင်းကြောင်းလေးနင်းနေရော့ပေါ်သွားတဲ့ကပြန်ရင်ရပြန်ရင်ရတဲ့ကသူတို့တိတာကိုပြောလိုက်လို့ရှိရင်သူတို့အလုပ်လုပ်ဖို့နေရာမရှိတော့ဘူးသူတို့ time plate တွေကိုကြောက်တယ်သူတို့ time တတိယတွေကိုကြောက်တယ်အဲ့ဒီအပိုင်းဒီကျွန်တော်တို့အတွက်အဓိကအခရာကြတဲ့အခက်အခဲဖြစ်နေပါလေခိုထောင်စုံလူတက်မှုဖြစ်စဉ်ဟာစက်တင်ဘာလကဖြစ်ပွားခဲ့ပြီးဗြိတိန်နိုင်ငံသားစုံတွဲနှုတ်အသက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားနှစ်ဦးဆွဆွဲခံရမှုပေါ်ထင်မြင်ယူဆချက်အမျိုးမျိုးထွက်ပေါ်ခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့ကယမန်ယူထားပြီးအဲ့ဒီမှုကိုတရားစွဲဆိုဖို့အော်တိုဘာလ9ရက်နေ့ကအစိုးရရှေ့နေထံလွှဲရခဲ့ပါတယ်မြန်မာရွှေပြောင်းလုပ်သား2ဦးကိုလူသတ်မှုမဒိမ့်မှုလူရက်မှုအုပ်စုဖွဲ့တိုက်ခိုက်မှုပူးပေါင်းစံစီမှုထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနေထိုင်မှုစတဲ့အမှု9မှုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်